းကြီးတန်ဖိုးပညာပေးပုံပြင်တခါကပန်းမဲသမားတအူးမှာအလွန်ကြီးထူတဲ့သားကလေးတယောက်ရှိနေတယ် အဲ့ဒီသားလေးဟာတနေ့တာလုံးဘာလုံးမမလုပ်ပဲကျင်းကျင်းရီးရီးနဲ့လဲလျောင်းကအချိန်ဖြုံးနေလေတဲ့ပန်းမဲသမားကြီးအလုံးလုံးနိုင်တော့အချိန်မှာသူတို့မိသားစုဘဝဟာမပူမပင်နဲ့စားဝတ်နေပြေလည်နေပေမဲ့ပန်းမဲသမားကြီးအုံမင်းမဆုံးဖြစ်လာပြီးအလုံးတိတ်မလုံးနိုင်တဲ့အချိန်မှာသူတို့ရဲ့စားဝတ်နေရေးဟာခက်ခဲလာလေတော့တယ်ဒါကြောင့်တနေ့မှာပန်းမဲသမားကြီးကသူ့ဇနီးတီကိုယခုလိုပြောလိုက်ပါတယ် ဒီတိုင်းဆိုရင်တော့ငါတို့ဒုက္ခပဲဘာလို့မှမလုပ်ချင်တဲ့ဒီငပြင်းကို အလုံးလုံးချင်လာအောင်လုပ်ရတော့မယ်။သူအလုံးမလုပ်ရင်အလုံးမလုပ်တဲ့ရင်ငါတို့မရှိတဲ့အခါငက်ပြီးတည်လိမ့်မယ်။အခုမင်းနဲ့ငါအိုမင်းလာပြီးမတန်ဆွမ်းကြတော့ဘူးအခုချိန်ဟာသူအလုံးလုံးပြီးပတ်စံရှာဖို့အကောင်းဆုံးအချိန်ပဲဒီနေ့ကစပြီးသူ့ကိုအလုံးလုံးခိုင်းရမယ်လို့ပြောလေတယ် ပန်းသေးသမားရဲ့ဇနီးတွေဟာသူ့ခင်ပွန်းတီရဲ့စကားကိုကြားတဲ့အခါသားအတွက်စိတ်မကောင်းဖြစ်သွားတယ်။သူဟာသူ့သားကိုအလွန်ချစ်လို့အလိုလိုက်ခဲ့ကဘာလို့ကိုမြမလုပ်ခိုင်းခဲ့ပြီ။အဲ့ဒီလိုအမေကအလိုလိုက်ပြီးဘာလို့မြမခိုင်းလို့လဲသားကဘာမြမလုပ်ချင်မကင်ချင်ပဲလူပြင်းကလေးဖြစ်နေရချင်းဖြစ်တယ်။သူသားဟာတပြားတစ်ချက်မျှရှာနိုင်သူမဟုတ်မှန်သူ့အမေကကောင်းစွာသိရှိထားလေတဲ့။ဒါကြောင့်အမေဖြစ်သူက သားကိုတပြားပေးတာ။ တားတနေရရမှာတနေ့လုံးသွားနေပြီးညနေကျမှအိမ်ကိုပြန်လာခဲ့အိမ်ပြန်ရောက်တဲ့အခါတားကတားဖေ့ကိုအလုံးလုံးကန်ရှာဖွေလို့ရတဲ့ငွေဆိုပြီးဒီငွေတပြားကိုပေးလိုက်လို့တင်ကြားကလှုပ်လိုက်လေတယ်တန်းကြင်းနဲ့သူ့မိမကြားတဲ့အတိုင်းတနေရမှာတနေကုန်တနေခန်းသွားနေပြီးညနေဆောင်မှအိမ်ကိုပြန်လာခဲ့လေတဲ့အိမ်ပြန်ရောက်ရောက်ချင်းသူ့အဖေကို သူ့မိပေးတဲ့ငွေတပြားကိုအပ်လိုက်လေတဲ့ အဖေပန်းမဲသမားကြီးဟာသူ့သားပေးတဲ့ငွေတပြားကိုကင်ကြည့်နန်းကြည့်ပြီးပန်းမဲမိဖို့တဲကိုပြစ်ထည့်လိုက်လေတဲ့အဲ့ဒီနောက်သူ့သားကိုဒီငွေဟာမင်းလုံးလုံးပြီးရှာဖွေလို့ရတဲ့ငွေမဟုတ်ဘူးလို့စုပူဖြစ်တယ်ပြောဆိုလိုက်လေတယ်ငကြီးရဲ့အမေဟာသူ့သားကိုဖျက်ဆီးတဲ့အမေဖြစ်တယ်။သားသမီးကိုချစ်ရင် ဤသို့မလို့ရဆိုသည်ကိုမသိသူဟာသားကိုချစ်တာတခုပဲသိတယ်အမှန်မှာသူဟာသားကိုနှစ်နေချင်းပင်ဖြစ်တယ်နောက်တနေ့တွင်လည်းသားကိုငွေတပြားပေးပြီးသားတနေ့လုံးတခြားမှာသွားကစားနေအားရအောင်ကစားပြီးညနေဆောင်မှာ အင်ကိုပြန်လာခဲ့ချွေတွေတန်တွေနဲ့မုံမိုးပန်းပန်းနဲ့ပြန်လာတဲ့တားကိုမြင်ရင်မင်းဖေဟာတားလုံးလုံးပြီးပြန်လာတယ်လို့ယုံသွားမှာပဲတားပေးတဲ့ပတ်စံကိုလည်းအလုံးလုံးပြီးရလာတာလို့ဆိုပြီးတားကိုစုပ်ဖို့ဖြစ်တယ်တော့မှမဟုတ်ဘူးလို့ပြောဆိုမှကြားကလှုပ်လိုက်ပြန်နေတယ်။မပြင်းလဲသူ့မိမာကြားတဲ့အတိုင်းတနေရာမှာအားရအောင်ကစားပြီးညနေဆောင်းချိန်ကျမှအင်ကိုပြန်ရောက်လာလေတယ်။သူဟာမုံမိုးပန်းပန်းနဲ့သူ့အေဖလက်သေးကိုငွေတပြားအပ်လိုက်တယ်။ အဲ့ဒီအခါအဖေပန်းမဲသမားကြီးဟာငွေပြားကိုကင်ကြည့်နှမ်းကြည့်ပြီးငွေကိုမိဖို့ထဲထည့်လိုက်ပြန်နေတယ်။အဲ့ဒီနောက်သူ့သားကိုဒေါသတကြီးနဲ့မင်းဟာငါ့ကိုထက်ပြီးလိန်တာလားကွာဒီငွေဟာမင်းရှာဖွေလို့ရတဲ့ငွေမဟုတ်ဘူးကွာငါသိတယ်ပြောဆိုလိုက်လေတယ်။ တောင်းငင်းဟာသူ့အဖေကမီးဖို့တဲ့ကိုငွေလွင့်ထည့်လိုက်တာကိုတော့မျက်နှာတစ်ချက်ကလေးမျှပြတ်မသွားခဲ့ပြီးသူဟာငွေကိုခက်ခက်ခဲခဲအပင်ပန်းခံရှာဖွေလို့ရရှိခဲ့ခြင်းမဟုတ်တဲ့အတွက်နှမျောရမှန်းမသိခြင်းဖြစ်တယ်အမေသမားကြီးရဲ့ဇနီးတေဟာသူ့သားကိုသူ့လိုလိုက်ခဲ့ခြင်းဟာသူ့သားကိုပြင်းတစ်ထက်ပြင်းအောင်လုပ်သလိုဖြစ်သွားပြီဆိုပြီးသူ့အမားကိုတိရှိသွားလေတော့တယ်။ဒါကြောင့်သူ့သားကို ငါသားမင်းမင်းဖေကိုလှည့်ပတ်လို့မရတော့သူဆိုတာမင်းသိပြီနော်မင်းဖေကိုဒုက္ခမပေးပါနဲ့တော့တနည်းအရမှာအလောက်ရှာပြီးဝင်လုပေတော့ဘလောက်ရရပေါ့ရတဲ့ငွေကို မင်းဖေလက်အပ်ပြီးမင်းတကယ်လှုပ်လှုပ်ကြောင်းနဲ့မင်းကိုယ်တိုင်ရှာစားတောက်နိုင်ပြီဆိုတဲ့အကြောင်းကိုမင်းဖေတီအောင်ပြလိုက်စမ်းပါတားရဲ့လို့ပြောလေတယ် မပြင်းဟာ သူ့မိစကားကိုတော့နားထောင်နေတယ်သူပြင်းလို့မရမှန်းလဲသိသွားတယ်ဒါကြောင့်မပြင်းလေးဟာအိမ်ကနေတပတ်လုံးထွက်ခွာသွားပြီးအလုရှာလေတော့တယ်နောက်ဆုံးသူဟာသူများအိမ်တွေမှာအိမ်လုတ်တွေဝင်လုတ်လေတယ်လေထဲရာထဲမှာလည်းဝိုင်းပြီးကုညီလုတ်ကင်ပေးတယ်လက်တို့လက်တောင်းခိုင်းရင်လည်းလုတ်ကင်ပေးတယ် အလောက်ခိုင်းတဲ့သူတွေက သူ့ကိုလောက်ခအဖြစ်ငွေပေးတယ်။အဲ့ဒီလိုနဲ့သူဟာတနစ်ကြတဲ့အခါမှာတော့ရရှိလာတဲ့ငွေတွေကိုပိုက်ပြီးဝန်တာအားရနဲ့အိမ်ကိုပြန်လာခဲ့လေတဲ့အိမ်ရောက်တဲ့အခါငွေတွေကို သူ့ဖေလက်ထဲအပ်လိုက်လေတဲ့သူ့ဖေဘန်းလေးဆရာကြီးဟာခါတိုင်းလိုပဲငွေတွေကိုကင်ကြည့်နှမ်းကြည့်ပြီးမြင်းဖို့တဲ့ပြစ်ထဲလိုက်ပြန်နေတယ် အဲ့ဒီအခါတားဖြစ်သူဟာမိဖို့စီကိုပြပြတလဲအမြင်ပြေးသွားပြီးကြာဘူးတွေတဲကငွေရင်းသားပြားတွေကို ကျဲ့ရတယ်လို့ရှာဖွေက တခုချင်းလိုက်ကောက်နေလေတော့တယ်ပြီးတော့သူ့အဖေကိုမျက်နှာပြက်ပြက်ဖြင့်အဖေဘလို့လုံးလိုက်တာလဲဒီငွေတွေဟာကျွန်တော်တစ်နှစ်ပတ်လုံးနေထွက်ကနေနေဝင်အထိအလုံးလုံးလို့ရလာတဲ့ငွေတွေပါပင်ပင်ပန်းပန်းရှာဖွေလို့ရလာတဲ့ငွေတွေပါအဖေပါဖြစ်လို့မိဖို့တဲပြစ်ထည့်လိုက်ရတာလဲလို့ပြောဆိုလေတယ် သူ့အဖေလည်းသူ့သားစကားကိုကြားရတဲ့အခါပြုံးပြီးအင်းခုမှပဲငါသားအလုံးလုံးပြီးငွေကိုရအောင်ရှာဖွေလာနိုင်နေဆိုတာသိရပြီးအဖေတိတ်ဝမ်းသာတယ်။အရင်ငါသားအပ်တဲ့ငွေတွေကိုဒီလိုပဲမိဖို့ရဲပြည့်ထည့်တုန်းကငါသားမျက်နှာတစ်ဆက်ကလေးမျှမပြတ်ခဲ့ဘူး။နှမျိုးတွန့်တို့မှလုံးဝမရှိခဲ့ဘူး။ အခုတော့ငါသားကပြာပူတော်တွေကငွေတွေကိုအငမ်းမရလက်ပူခံပြီးနှဲ့ယူနေတယ်။အရင်ကရတဲ့ငွေဟာသားကိုယ်တိုင်လှုပ်အားနဲ့ရခဲ့တဲ့ငွေမဟုတ်လို့သားအခုလိုမနှံ့မျောခဲ့တာပဲ။အခုတော့ငါသားရဲ့ကိုယ်ပိုင်လှုပ်အားနဲ့ရခဲ့တဲ့ငွေတွေဖြစ်တော့မျောလိုက်တာဘယ်ပြောကောင်းမလဲအခုအဖေသားအတွက်ရှက်เสียရမလို့တော့ဘူးငါသားလူဖြစ်ပြီးသားလို့အားရပါရရင်မောကပြောဆို